။တရောင်ဆွမ်းပြားခဲ့လို့အနီးကပ်ထိခဲ့တယ်လည်းတို့နောက်ထပ်ဗနက်ပွဲကိုလွဲချော်နိုင်မလဲ။ပရိသတ်များလုံးမမိနော်ဗျာရှင်နတ်ထက်ဆန်အိုင်ဘက်ခွန်ရှိကိုမောင်ဖော်ဖိုက်စစ်ဗနင်းစားဖက်ကနေပြီးတော့အလုံးကိုပြန်လဲကြိုးလိုက်ပါရင်။ဘယ်လိုကားလဲလုံချလိုက်ပြန်ပါပြီ။ဒီလောက်ကကံမကောင်းရင်လာမယ့်ကပ္ပလာပြိုင်ပွဲအဖွင့်ပွဲတွေကိုပါလွဲချော်သွားနိုင်ပါရင်။စေကြီးနေနဲ့စင်မထိုင်နိုင်ခဲ့တဲ့အကျိုးဆက်ကိုခံစားရတယ်လို့ပြောမှာပါ။ဒါနဲ့မကသေးပဲအိုင်လန်ပရိသတ်တွေရဲ့လောင်ပြောင်မှုကိုခါစီပြီးခံလိုက်ရတာဖြစ်ပါရင်။ပရိကိတဲ့အိုင်လန်ရဲ့ပွဲမှာတမတ်အရယူနိုင်ခဲ့ရင်ကဘာလာချင်းစစ်ပွဲအောင်မှာဖြစ်ပေမဲ့အခုလိုရှုံးနေခဲ့တာကြောင့်နောက်ဆုံးကစားမယ့်အာမေးနီးယားပွဲအထိစောင့်ကြည့်ရတော့မှာဖြစ်ပါရင် ်အာမေးနီးယားနဲ့ပွဲမှာပေါ်တူဂီအနေနဲ့အသင်းကောင်းဆောင်ရဲတို့မပါဘဲကစားမှာဖြစ်ပြီးခက်ခဲတော့မှာလည်းဖြစ်ပါတယ်ပရီရောမဖြစ်မနေတေရမတာကိုကကြမှာကိုဖန်နီးကွင်းရှိမှာဖြစ်ပါတယ်ပရီရောနိုင်ကစားနိုင်ခဲ့တဲ့အိုင်ယာလန်အတွက်ကတော့ကာဘလာခြေစစ်ပွဲတိုင်းအောင်ဖို့အတွက်မျှော်လင့်ချက်တွေလင်းလက်သွားခဲ့တာဖြစ်ပါတယ်အိုင်ယာလန်အနေနဲ့နောက်ဆုံးပွဲမှာဟန်ဂရီကိုနိုင်အကောင်းဆုံးအုပ်စုဒုတိယအနေနဲ့ခြေစစ်ပွဲအောင်ဖို့ရန်ရိုင်းလုံးများသွားခဲ့ပါပြီဒဗလင်မြို့မှာကစားခဲ့တဲ့အဆိုပါပွဲစဉ်မှာပရိသတ်ပေါင်း9500ကျော်တက်ရောက်ခဲ့ပြီးအင်ရှင်အိုင်လန်အသင်းကပရိသတ်အားကောင်းကောင်းနဲ့ပေါ်တူဂီရင်ဆိုင်ခဲ့တာဖြစ်ပါတယ် ပွဲစားချိန်ဆက်ကောမင်းနဲ့၄၅မိနစ်တုန်းမှာအိုင်လန်လူငယ်ဂျေပွင်းတိုက်စစ်မှုဒေါ်ရက်ပါရိုကနှစ်ဂိုးသွင်းယူခဲ့ပြီးပွဲကိုပြပြတတအောင်ဆောင်စီခဲ့တာဖြစ်ပါတယ်။တတိယအိမ်မှာပေါ်တူဂီတို့လူစားလေးမှုတွေအများကြီးပြုလုပ်ခဲ့ပေမယ့်ခြေပါကိုတကူတော့ပြန်မပြခဲ့ပဲရှုံးနေခဲ့တာဖြစ်ပါတယ်။အရှုံးထက်ပို့ပြီးတော့လူပြောဆရာဖြစ်သွားခဲ့တာကရက်ဒိုရဲ့အနီးကပ်ကိစ္စပဲဖြစ်ပါတယ်။ပွဲစားချိန်ကဆက်ကောမင်းမှာရက်ဒိုဟာသူ့ကိုလူကတ်ထားတဲ့အိုင်လန်နောက်ခံလူအိုရှေးကိုတောင်းနဲ့တွတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုရဲ့အတွက်ကိုယ့်နဲ့တိုင်ကအဝါကတ်အရင်ပြခဲ့ပြီးတဲ့နောက်ဗီအာနဲ့တင်စားဆစ်ဆေးခဲ့ပါတယ်။အနီးပြကွက်မှာရက်ဒိုဟာအိုရှေးကိုရွေးချဲရှိရှိတောင်းနဲ့တွတ်ခဲ့တာဖြစ်တာကြောင့်ကိုယ့်နဲ့တိုင်ကဒါအနီးကပ်နဲ့ပြောင်းလဲပြသွားသွားခဲ့တာဖြစ်ပါတယ်။အဝါက ပဲအထီးချိန်မှာရဲတော့အိုင်လန်ပြိတ်သက်တွေငိုလေငုံငုံဆိုတဲ့အမူအရာမျိုးလုပ်ပြခဲ့ပါသေးတယ်။သူနေခဲ့ထိသွားချိန်မှာရောအိုင်လန်ပြိတ်သက်တွေကကောင်တာပြန်လုခဲ့ချပြီးပြောင်းလဲလောင်ပြောင်းသွားခဲ့ပါရင်ရဲတော့ကွင်းထဲကနေထွက်ခွာချိန်မှာလည်းလက်ခုပ်တီးပြကကွင်းလက်တိုင်ရဲ့ဆုံးဖြတ်ချက်ကိုလက်မခံတဲ့သဘောပြသွားသွားခဲ့ပါသေးတယ်။ဒီဝက်ကရဲတို့ရဲ့ကစားမဘွာလည်းရင်းစင်ပွဲ226ပွဲမြောက်ဖြစ်ပြီးဖရောင်းဆုံးအချိန်နဲ့အနီးကပ်ထိခဲ့တာဖြစ်ပါရင်အမကွန်ရှင်ကောဖိုင်ရဲ့ပင်မောင်ဖိုင်ဆီလိုကစားမယ်ဆိုရင် Viber နံပါတ်399 999 300ကိုဆက်သွယ်မိမယ်ဆုံးသွမ်းနိုင်ပါတယ်ခင်ဗျာ ဒါအတွေ့ရဲ့ကလပ်နဲ့လည်းဝင်းစင်ကစားသမားပွား7ချင်းမြောက်အနီးကလည်းဖြစ်ပါရင် Redwall လာမယ့်2026ကဘာလပြင်လည်းဝင်းစင်ပွားကနေအားယူမယ်လို့ဝန်ခံထားတဲ့သူဖြစ်တဲ့အတွက်ဒီကဘာဗလာချေစစ်ပွဲဟာသူ့ရဲ့နောက်ဆုံးပွဲဖြစ်သွားပြီဖြစ်ပါရင် ESPN သတင်းတွေဖော်ပြချက်အရ Redwall နှစ်ပွဲကနေသုံးပွဲအထိပွဲပယ်ပြည့်တဲ့ခံရတိုင်းကြီးရှိနေပါရင် FIFA ရဲ့စီးမင်းတွေအရပြင်းထန်တဲ့ပြည့်တဲ့ကျူးလွန်မှုတွေအတွက်နှစ်ပွဲတန်ပြည့်ပယ်ချမှတ်ခံရနိုင်ပြီးတရောင်းနဲ့အတွတ်ချင်းတွေအပါအဝင်အချမ်းဖတ်မှုတွေအတွက်ကတော့သုံးပွဲအထိပယ်ခံရနိုင်တာဖြစ်ပါရင်ဒါကြောင့် Redwall လာမယ့်အာမေးနီးယားရဲ့ပွဲကိုရောပေါ်တူဂီဒါကဘာဗလာချေစစ်ပွဲအောင်ခဲ့ရင်2026ကဘာဗလာအုပ်စုအဖွဲ့နှစ်ပွဲကိုပါလွှဲချော ော့သွားဖို့ရှာရှိနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။